ကျွန်တော်ရအောင်မယ်နော်ဗာ Drag and Feel Show ကနေပြီးတော့ကြိုးဆိုပါတယ်ကျွန်တော်လောဘဦးစင်းကိုအများအားတင်ဆက်ပေးနေတဲ့စင်မင်းပါတော့ကျွန်တော်တို့ကတော့ညာလုံးက Brand 4အသင်းကိုအဝေးကွင်းမှာ3ဂိုး2ဂိုးဆိုတဲ့ရလတ်နဲ့ဒါ Premier League မှာ၄ပွဲဇတ်တိုက်ရှုံးနိုင်ခဲ့ပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ဒါနီးပြဖြစ်သူ Arnish Lock ကပွဲပြီးတည်င်းစာရှင်းလင်းပွဲမှာကျွန်တော်တို့သိကျင်နေတဲ့အကြောင်းအရာတွေ ကျွန်တော်တို့မကြားကျင်တဲ့စင်ဂျီတွေကိုသူထပ်ပြီးတော့ပြောသွားတယ်။ဒီစင်ဂျီမျိုးကိုသူပြီးခဲ့တဲ့ United နဲ့ပွဲစဉ်မှာလည်းသူပြောတယ်။ဒီအချိန်မှာလည်းထပ်ပြီးတော့ပြောလာတယ်။ဒါပေမဲ့ဒီအချိန်မှာကပို့ပြီးတော့စင်ဂျီကအဆင့်မြင့်လာတယ်။အဆင့်တန်းအဆင့်တစ်ခုမြင့်လာ။ဆိုတော့သူဘာတွေပြောသွားလဲဆိုတော့ကျွန်တော်တစ်ချက်တော့ပြောကြည့်အောင်မလို့။အရင်ဆုံးသူပြောသွားတာကတော့ကျွန်တော်တို့လိုပါဘူးအသင်းကဒီယာဒီမှာညကရှုံးပွဲက လေဝဲသက်သက်ရှုံးတဲ့အရှုံးဖြစ်တယ်လို့တော်တော်လေးစိတ်ပြက်လက်ပြက်ဖြစ်စရာကောင်းတဲ့ရှုံးပွဲဖြစ်တယ်။အဲဒီရှုံးပွဲလေးပွဲထဲမှာမှညကပွဲစဉ်ကအဆိုးရွားဆုံးအဆုတ်ပြတ်ဆုံးရှုံးပွဲဆိုတာသူဝင်ခံသွားတယ်။ဒါကလည်းဝင်မခံလို့မရဘူးဗျာ။အဲသူအတင်းကညတော့ကကောင်းပါတယ်လို့ပြောရင်တော့အကုန်လုံးရဲ့ဝိုင်းဆဲတာကိုခံရမယ့်အပြင်ကမှ FG ကလည်းချက်ချင်းအောင်ထုတ်ပြီးထုတ်မှာ။သူတော့သူတကယ်တမ်းကိုဝင်ခံသွားတယ်။ကျွန်တော်တို့အတင်းကဘက်တပ်ပလေးတွေကစားတဲ့အခါမှာတော်တော်လေးတိုင်ပတ်ခဲ့ပြီးတော့ စကန်ဘောတွေကောက်တဲ့အခါမှာလဲဘရန်ဖို့အတင်းကိုဘလိုမှကိုရှင်မရခဲ့ဘူးဆိုတာသူထပ်ပြီးတော့ဝင်ခံသွားတယ်။ဗက်တပလီတွေစားလို့မရဘူး။ဒါစကန်ဘောတွေမကောက်နိုင်ဘူးဆိုတာကဗျာ။ကစားသမားတွေရဲ့ quality နဲ့သက်ဆိုင်တယ်လို့သူရဲ့ technique တွေကြောင့်သူရဲ့နည်းပြဟာတွေကြောင့်အများကြီးသက်ဆိုင်တယ်လို့ပြောလို့ရတယ်။ပေချာတခုကညာကပွဲစဉ်မှာမွန်မာတက်ရှိပြီးစီကနေပြီးတော့ကျွန်တော်ဗက်တပလီစားတယ်။ဒါ dominant show position ကဗက်တပလီစားတယ်။ဒီနှစ်ယောက်ရှိကအများဆုံးစားတယ်။မွန်မာတက်ရှိကဒိုမီနိတ်ရှိုးဘိုးစလိုင်းကိုပြီးတယ်ဒိုမီနိတ်ရှိုးဘိုးစလိုင်းက အဲအကယ်၍ကွင်းလက်ကနေပြီးဘောလုံးဆင်းယူတဲ့ထားပါတော့ကာရီဂျုံကိုပေးတယ်ကာရီဂျုံကနောက်ထပ်တစ်ယောက်ကိုပေးစရာနေရာမရှိဘူးပေးစရာနေရာမရှိဘူးကြာတိုက်စစ်သားသမားတွေအကုန်လုံးက၄ယောက်လုံးက၈ယောက်နေတယ်ကွင်းလက်မှာတစ်ယောက်ပဲရှိတယ်ကာရီဂျုံတစ်ယောက်ပဲရှိတယ်ဒိုမီနစ်ရှိုးတန်းကနောက်ကိုဘောလုံးဆင်းယူတယ်ဘယ်တောင်မှမှရှိတဲ့ဒါကိုရီကာဘူကလည်းအထဲဝင်လာတာမဟုတ်တလို့ညာတော်မှရှိတဲ့မိုးဆာလာကလည်းအရှိကနေပြီးနောက်ပြန်ဆင်းတဲ့ဟာမဟုတ်ဘူးတော့တော်တော်လေးကိုမှတိုင်ပတ်ပါတယ်ကစားသမားတဦးချင်းစီတဦးချင်းစီတန်းကိုသူ manage လုပ်တဲ့နေရာမှာတော်တော်လေးကိုမှလိုအပ်ချက်တွေများခဲ့ပြီးတော့ စိတ်ပြက်စရာကောင်းတဲ့ရှုံးပွဲတစ်ပွဲကိုထပ်ပြီးတော့ကြုံရတာသူပါပဲပြပြ Brandfo အသင်းနဲ့ရှင်ပြီးတော့ကိုဘလူးမောက်ကိုမကစားနိုင်ခဲ့တာပြညာတော့က Brandfo အသင်းကကိုယ်လဘဘူးအသင်းကိုကစားသွားတာကမင်းတို့ဒီနှစ်မှာတန်းတက်လာတဲ့အသင်းမှာကွာလို့ပြောပြီးတော့မကစားရုံပဲဗျာဟုတ်လားတန်းတက်လာတဲ့အသင်းလေးအသင်းကိုသူကစားပြနေတယ်လို့ပဲတတော်လေးကမှကြောက်စရာကောင်းတဲ့ကစားကွက်ကြီးနဲ့ကစားပြသွားတာအဲဒီနေရာမှာလည်း Brandfo ကဓာရီကိုလှုပ်ပြလာတာအခုတပွဲမှမဟုတ်ဘူးရှေ့ပွဲတွေမှာလည်းသူဒီတိုင်းလှုပ်ပြလာတာဒါကို Arnesh Lord နဲ့အင်စာကောင်းကောင်းမလှုပ်ခဲ့တာဗျာဟုတ်လား အိမ်စာကောင်းကောင်းမလုပ်ခဲ့ဘူးသူပေါ့ပေါ့တန်တန်တွေးခဲ့တယ်ပေါ့ပေါ့တန်တန်လေးပဲငါတို့က front back ကိုတော့ငါးဂိုးလို့ဆိုတဲ့ရလနဲ့အဝေးကမှသွားဖြုတ်လာတာပါကွာဒီအသင်းလောက်ကတော့ငါတို့အေးအေးဆေးဆေးပါလို့ထင်နေသလားတော့မသိဘူးတကယ်ကိုမှအိမ်စာလုံးမလာဘူးပေါ့ပေါ့တန်တန်အတွင်းနဲ့ဒါ brandford ကိုရင်ဆိုင်လာတယ် brandford ကအိမ်ဝင်းမှာတကယ်ကိုမှကြောက်စရာကောင်းတဲ့ခြေစွမ်းပြပြီးတော့ပြတ်တုတ်သွားတယ်အဲပြီးရင်သူထပ်ပြီးတော့ပြောသွားတဲ့အရာတွေရှိပါသေးတယ် ကျွန်တော်အတင်းနေနေက search fee ဒီမှာဂိုးမရခဲ့ဘူးဆိုရင်နိုင်ပွဲတစ်ပွဲရဖို့အတွက်ကခက်ခဲပါလေအောင်မယ်။ပြန်ပတ်အတင်းတွေကတော့ကျွန်တော်တို့ကိုပွဲတိုင်းမှာ search fee ဒီကနေပြီးတော့ဂိုးသွင်းကိုတွေတွင်းနေပြီးတော့ကျွန်တော်တို့ညာတုန်းကပြီးခဲ့ရတဲ့ပထမအဦးဆုံးသွင်းကိုတွေဆိုရင်လည်း search fee ကနေပြီးတော့ပဲဂိုးခွင့်ပြုလိုက်ရတာပါ။ဒါကြောင့်မလို့ search fee ဒီမှာဂိုးသွင်းယူနိုင်ဖို့အတွက်အများကြီးစူးစမ်းဖို့လိုအပ်နေပါသေးတယ်လို့သူပြောသွားတယ်။ဆိုတော့သူပြောသွားတာက search fee ဒီမှာဂိုးမရရင်နိုင်ပွဲတစ်ပွဲရဖို့အတွက်ခက်ခဲနေအောင်မယ်ဆိုတာကြီးကတော့ ကောင်းကောင်းတော့လက်ခံကြကောင်းတဲ့အရာမဟုတ်ဘူးကြားသီးလားဘာလို့တော့ကျွန်တော်တို့က search တွေမှာ go မရဘူးဆိုရင် तू open play မှာ go ပို့ရအောင်စူးစမ်းလေကြာပြောချင်တာက open play မှာ तू ရဲ့ဒီစနစ်ဒီနေထဲမှာ go ပို့ရနိုင်တဲ့အခွင့်အရေးတွေအများကြီးပို့ရှာနိုင်အောင်နေရာလွတ်တွေပို့ရနိုင်အောင် तू ဘက်ကလှုပ်ပေးလေဒါဆိုရင်ကစားသမားတွေကလည်းကစားရတာချောင်းချောင်းလေးလေးရှိမယ်သူတို့နေရာယူရတာလည်းအေးအေးဆေးဆေးဖြစ်မယ်သူရဲ့နေစနစ်ကဘာမှန်းကိုမသိတာဗျာဘောလုံးကြီးရှိဖို့ဆွဲလာတယ် အေရထိန်နှားရောက်လာတယ်တစ်ဖက်ပြိုင်ပွဲရဲ့ဆက်ရှိကစီးထိတ်ရောက်လို့ရှိရင်ဟိုပေးဒီပေးလုပ်တယ်နောက်ပြန်ပေးတယ်ဘိုးသမားရှင်ပြန်ရောက်သွားတယ်အဲ့ဒါကပြိုင်ဘက်ကိုချင်းကပ်လာတဲ့နီးဗျူဟာလို့တော့မထင်ဘူးဒါကြီးကပြိုင်ဘက်အသင်းတစ်သင်းကိုဒိုမီနိတ်လုပ်နိုင်မဲ့အသင်းတိုင်းမှာရှေ့သင်းတဲ့ကစားပုံလို့တော့မထင်ဘူးဗျာဒီလားဆက်ရှိပြီးဒီမှာဂိုးမရလို့ကျွန်တော်တို့ကမနိုင်တော့ဘူးဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်တို့ကချင်းချင်းလေးဗျာ training ဒီမှာသူဆက်ရှိပြီးပဲလုပ်ခိုင်းနေတယ် open play ကကိုးရတာမရတာနောက်သားဗျာ set shoot တွေကိုပဲ तू လေးကျင်ခိုင်းလေအဲ့ဒါဆိုရင်တော့ twin go ကတော့တေချာပေါက်တိုးတက်လာမှာပဲ set shoot ပိုင်းမှာ open play ကကိုးရတာမရတာတော့မသိဘူးဗျာအဲ့ဆိုရင် set shoot တွေကကိုးရမှနိုင်မှာဆိုရင် set shoot တွေပဲလေးကျင်ခိုင်းကြတယ်လာပြောချင်တာပါတော်တော်လေးကိုမှစိတ်ပြက်စရာကောင်းနေဗျာတော်တော်လေးကိုမှစိတ်ပြက်စရာကောင်းနေပြီးရင်ညာတော့ကလည်း तू ခင်းကျင်းလာတဲ့ game plan ကဗျာပြိုင်ပတ်အသင်းကလက်ပြဘောတွေကကြောက်စရာကောင်းနေဒါကိုကျွန်တော်တို့လိုမျိုးကဘာမှမသိနားမလဲလူဘိန်းနေတောင်သိတယ်ဗျာသိလား ဘာမှအကြောင်းဘောလုံးအကြောင်းကိုဗျာကာကြီးကနေပြီးတော့ခါဝေးလောက်ပဲတိတဲ့ဒူရီတောင် လူပိတွေတောင်တိဒါကိုသူ့အနေနဲ့မသိเสียရဘာအကြောင်းမှရှိမနေဘူးဒါလိုမျိုးလက်ပြဘောတွေကြောက်เสียရကောင်းနေဆိုတဲ့အသိန်းကိုပထမအဦးဆုံးအကျင့်လက်ပြဘောပေးလိုက်ရပြီးတော့အဲ့ဒီလက်ပြဘောကနေပြီးဂိုးခွင့်ပြုလိုက်ရတယ်ဘယ်တော့တိအောင်စိတ်ပြတ်ဖို့ကောင်းလဲဒီလက်ပြဘောတွေကိုဖြည့်ရှင်းဖို့အတွက်သူ့မှာပလန်ပါမလာဘူးဗျာသူ့မှာအဲ့ဒီဆက်ဖီတွေကိုဖြည့်ရှင်းဖို့အတွက်ပလန်ရှိမနေဘူးဆိုတော့ဒါကြီးကအာနေရှလောအနေနဲ့ ဘာလို့ဘလောက်အထိလောက်ဘူးအသိန်းကိုလုံပြနိုင်မလဲဆိုတာကတော့တဖြည်းဖြည်းနဲ့တန်တရားဝင်စီရတော့ကောင်းလာတာပေါ့လေပြန်သူထပ်ပြောသွားတဲ့အရာရှိပါတယ်ဒီအရာကတော့ကျွန်တော်တို့လောက်ဘူးအသိန်းပြိတက်တည်းကြားတိုင်းကမှဘယ်လိုလဲစဲနီမျိုးစုံနဲ့ထားဆဲကျင်တဲ့အရာပါထားဆဲကျင်တဲ့အရာပါဒီကကျွန်တော်တို့အနေနဲ့ကလည်းပြိုင်ပတ်အသိန်းကလိုဘလော့ကစားတာတွေလောင်းဘောကစားတာတွေအဲ့လိုမျိုးကစားတဲ့ပုံစံမျိုးတွေနဲ့တွေ့လို့ရှိရင်အကူအချိန်ထိအဖြေကရှာမရဘူးတဲ့ဒါကြောင့်မလို့တဲ့ လိုဘလော့ကစားတဲ့အသင်းတွေလောင်းဘောကစားတဲ့အသင်းတွေနဲ့ဆိုရင်အမြဲတမ်းခက်ခဲနေမှာပါလို့သူပြောသွားတယ်ဆိုတော့ပရီးမီးယားလိမှာသူနဲ့ပက်ကွာဒီယိုရာလောက်ပဲဗျာဒီလားအာနေစတောနဲ့ပက်ကွာဒီယိုရာလောက်ပဲကောင်းကောင်းဗျာပရက်ဇင်ကစားတာဗျာတဲ့နဲ့အသင်းတွေအကုန်လုံးကသူတို့အဆင်ပြေရပဲကစားတာအသင်းငယ်တွေဆိုရင်လိုဘလော့ကစားမယ်ဒါရှင်းချင်းလေးပရီးမီးယားလိမှာလုံနေလုတ်တာအရာဒါကအခုမှတိုးတက်လာဘောလုံးလောက်ကတိုးတက်လာလို့ဒီလိုမျိုးပြောင်းပြီးတော့ကစားတာလို့ပါလေ၆ပြောမနေနဲ့အရင်ကတည်းကဒီတိုင်းပဲ အသင်းငယ်တွေအကုန်လုံးကလိုဘလော့မေဘလော့ကစားမယ်အသင်းကြီးတွေအကုန်လုံးက present ကစားမယ်အလဲလက်တန်းအသင်းတွေအကုန်လုံးကအသင်းနဲ့တော်တော်များများကလောင်းဘော ကစားမယ်ဒါကရေပြူဟာရေပုံဟာအပြင်အကုန်လုံးတွက်ထားလို့ရတဲ့အရာတွေဗျာဒီလားအဲ့ဒီမှာမှ United ကဒါလောင်းဘောကစားတာဒီဒါဒါ Arsenal ကလောင်းဘောကစားတာကျွန်တော်တို့ရွေးပြီးတော့ကစားလို့မရအောင်ဗျာပြောချင်တာအဲ့ဒါဆိုရင်ကျွန်တော်တို့က low block ကစားတဲ့အသင်းတွေလောင်းဘောကစားတဲ့အသင်းတွေနဲ့တွေ့လို့ရှိရင်ကျွန်တော်တို့ကအဖြေရှာမရဘဲနဲ့အမြဲတမ်းလိုသွင်းကိုးတွေခွင့်ပြုပြီးတော့ကျွန်တော်တို့ကရှုံးရမှာလားအဲ့ဒါဆိုကျွန်တော်တို့ကအဲ့လိုမျိုးရှုံးနေရမှာလား ဒီဒီစကားတော့တော်တော်လေးဆိုးတယ်ဗျာဒီလားသူဒီလိုမျိုးကြီးပြောလိုက်တဲ့အချိန်မှာအာဒီဘာလို့ပြိတ္တတွေတော်တော်များများလေးကြားလို့ရှိရင်ဗျာဒီလားကြားတဲ့နေရာကဆဲနီးပေါင်းဆိုနေထဆဲခြင်းနဲ့အနေအထားမျိုးဒီဖြစ်သွားတာဗျာဒီလားကိုယ်တိုင်လည်းအဲ့လိုမျိုးထပြီးတော့ဖြစ်သွားတယ်တော်တော်လေးဆိုးတယ်လိုးဘလော့ကစားတဲ့အသင်းနေလောင်းဘောကစားတဲ့အသင်းနေနဲ့တွေ့အဖြေရှာမရဘူးအဖြေကရှာလို့မတွေ့သေးဘူးလို့ပြောသွားတယ်အဲ့ဒါဆိုရင် तू तू ကပါလေ तू ကနီးပြမဟုတ်ဘူးလားပြောချင်တာနီးပြမဟုတ်ဘူးလားကျွန်တော်တို့ဘာလို့အသင်းမှာလက်ရှိရှိနေတဲ့ကစားသမားတွေကဗျာ तू ကိုယ်တိုင်ဟိုကနီးစနစ်ကောင်းကောင်းတစ်ခုကိုလမ်းညွန်ပေးနိုင်အနောက်ကလိုက်နိုင်တဲ့ကစားသမားတွေကြီးပဲဒီလားကျွန်တော်တို့မှာက quality မရှိတဲ့ကစားသမားတွေမဟုတ်နေဘူး individual မရှိတဲ့ကစားသမားတွေဟုတ်မနေဘူးဒီလားအသင်းကြီးတွေမှာမကစားဘူးတဲ့ကစားသမားတွေဟုတ်မနေဘူးလက်ရှိတော့ဘူးအသင်းမှာရှိနေတဲ့ကစားသမားတွေအကုန်လုံးကတစ်ချိန်လုံးကဘာဆိုလဲကောင်းနေကြီးပဲအဲ့ဒီကစားသမားတွေကိုစုခေါ်ထားပြီးတော့ဒီကြာဒီမှာကိုင်းတဲ့ကိုအကုန်ထည့်ပြီးတော့မင်းတို့ကြိုက်တယ်လို့ကန်ကွာနိုင်ရင်ပြီးရောဆိုတဲ့ plan ကြီးကတော့အဆင်ပြေမနေဘူးလေ တော့အဲ့ဒါကို तू ကအဖြေရှာဖို့တည်းမစဉ်းစားဘဲနဲ့အဖြေရှာလို့မရဘူးဆိုတော့ဝန်ခံသွားတာကြီးကတော့ဒါနီးပြတယောက်ပြောသင့်တဲ့စကားမဟုတ်ဘူးလို့တော့ထင်တယ်။ဒါကလည်းတစ်ခါကပြန်တွေးကြည့်မယ်ဆိုရင်လည်း तू ဖက်ပြေးစရာမရှိတော့လို့ဝန်ခံခဲ့တဲ့အရာလို့ပဲသတ်မှတ်လို့လည်းရတာပေါ့လေ။တော့ဒါကတော့တော်တော်လေးစိတ်ပြက်စရာကောင်းတဲ့အရာပါ။ပြီးရင် तू နောက်ထပ်နောက်ဆုံးစင်ကြီးတစ်ခုပေးသွားသေးတယ်။ နောက်ဆုံးစင်ကြေတစ်ခုကတော့အတင်းမှာ DRD မှာအကစားသမားတစ်တွေအများကြီးခေါ်ထားတယ်။ဒါကြောင့်မလို့စားသမားတစ်တွေနဲ့အဝင်ခွင့်ကြမဖြစ်သေးတဲ့အတွက်လက်ရှိမှာဒီလိုမျိုးရလက်တွေစိုးနေတာကတော့တိတ်ပြီးတော့မထူးဆန်းလာဘူးလို့သူပြောသွားတယ်။ဒါပေမဲ့လေးပွဲဆက်တိုက်ရှုံးနေမယ်လို့တော့သူမျှော်လင့်မထားဘူးဆိုပြီးတော့သူပြောသွားတယ်။အဲဒါဆိုရင်ယာဒီအဆောင်တွေကသူကစားသမားတွေခေါ်နေခေါ်ခဲ့တယ်ဆိုတာက DRD အတွက်မဟုတ်ဘူးပေါ့အဲဒါဆိုရင်အကျွန်တော်ပြောချင်တာ DRD အတွက်အဲ့ဒါဆိုရင်ကဘာမကြီးခေါ်ခဲ့တာမဟုတ်ဘူးကွာနောက် DRD အတွက်တရားဒီကြိုပြီးတော့ခေါ်ခဲ့တာပေါ့ အဲ့ဒါဆိုလည်းဗျာရှင်းရှင်းလေးဗျာတရားတီကြိုပြီးတော့ခေါ်မယ်အစားဗျာဘာဖြစ်လို့ဈေးကြီးပေးပြီးတော့ခေါ်နေလဲသာသမားတွေဈေးကြီးပေးမခေါ်နဲ့လေတာမန်ဒီဇန်ပလေယာတွေကိုပဲတာမန်ဈေးပေးပြီးတော့၄၅၆၀ပေးပြီးခေါ်လေအသင်းမှာတစ်နှစ်လောက် trade လေမကောင်းရင်နောက်နှစ်ရောင်းလေကောင်းတဲ့သာသမားပဲသုံးလေရှင်းရှင်းလေးဗျာတန်း400လောက်သုံးထားတာဗျာတန်း400လောက်သုံးထားတဲ့အနေအထားမျိုးမှာဒီဇန်ပလေယာဝင်မယ်ဆိုရင်ဗျာကျွန်တော်တို့အနည်းဆုံးဗျာ6ယောက်9ယောက်8ယောက်လောက်ဝယ်လို့ရတယ်အဲ့ဒီ8ယောက်တည်းမှာတေချာပေါက်4ယောက်လောက်တော့ကောင်းပါပဲ ဒီဇမ်ပလေးယာတွေ live ဝယ်လေး live ပြီးတော့ဟိုအချိုးချောင်လိုက်ရှာလေး live ရှာပြီးတော့တနေ့အချိန်ပေးပြီးတော့ train နေအဲ့ဒါဆိုကျွန်တော်တို့လက်ခံလို့ရတယ်ဗျာတိလာအခုဟာကတန်း၄၀၀လောက်တုံးပြီးတော့ဈေးကွက်တင်မှာထိတ်တန်းဆိုတဲ့ကစားသမားတွေကိုရွေးဝယ်ပြီးတော့ကစားသမားအစ်တင်နဲ့အသင်းနဲ့ကအဝင်ကွန်ကြမှာဖြစ်သေးဘူးကစားသမားအစ်တင်နဲ့အဟောင်းကြီးကြမှာဘာလည်းမရှိသေးဘူးလို့ပြောတာကြီးကတော့ကျွန်တော်လက်ခံလို့ရတဲ့အရာမဟုတ်ဘူးတော်တော်တော်လေးကိုစိတ်ပြည့်စရာကောင်းတဲ့အရာပါတော်တော်လေးကိုစိတ်ပြည့်စရာကောင်းတဲ့နည်းပြပါလို့ပဲကျွန်တော်ပြောရမှာပဲဆိုတော့ ကျွန်တော်ကိုရီကောင်အာနက်စ်လို့ပြောလာတဲ့စင်ကြီးတွေစင်လက်တွေစင်နရွက်တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုမြင်ရလဲကျွန်တော်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လို့ပြောကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျ